အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အခု original server ကိုရောက်ရှိလာတဲ့ new update patch မှာ bear marksman တွေကို nan flight ပြီးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် update မလာခင်ခင်းလေးက mobile legend မှာ fighter တွေ golden sword ကိုတော်တော်လေးကိုခစ်ထလာတာကိုတွေ့ရတယ်ဗျအဲ့ဒါကိုမှအခု original server မှာ marksman တချို့ကိုပါထပ်ပြီး nan flight တာကိုတွေ့ရတယ်အဲ့တော့ golden fighter meta ကိုလုံးဝသွားကျင်နေရလားဒါမှမဟုတ် Marsman out of meta တွေမြန်ပြန်ပြီးဝင်လာမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲပထမဦးဆုံး net flight တဲ့ကောင်ကတော့နတန်ပါနတန်ကပြီးခဲ့တဲ့ meta မှာတော်တော်လေးကိုတန်ဖောက်တဲ့ Marsman တကောင်ဖြစ်ပြီးအရန် OP တဲ့ Marsman လည်းဖြစ်တယ်ဗျဘာလို့ net flight တာလဲဆိုတော့သူ့ရဲ့ magic power bonus ကရတဲ့ scaling ကို65%ကနေ60အထိ short ချလိုက်ပါတယ် ပြီးတော့ attack effort ကိုလည်း65%ကနေ60အထိ short ချလိုက်တယ် entanglement stack တခုကနေရရှိတဲ့ movement speed bonus ကို7.5%ကနေ5%အထိ short ချလိုက်တယ်ဒါတော့ပတ်ဆက်တခုပဲရှိသေးတယ်ဗျ skin one ရဲ့ magic bonus ကိုလည်း130%ကနေပြီးတော့120%အထိ short ချလိုက်သေးတယ် skin 2ရဲ့ interference ကိုလည်း pool တဲ့ damage scaling ကို60% short ချလိုက်ပြီးပောက်ကွဲတဲ့ damage ကိုကြတော့13%ကနေ12%အထိ short ချလိုက်ပြီးဒုတိယတစ်ကောင်ကတော့ irritate ပါ irritate ကိုတော့မြန်မြန်ဆဆ short ချထားတာမျိုးမရှိဘူး heavy crossbow damage ကို120 to 200ကနေ100 to 160အထိ short ချလိုက်တယ်ဗျ။ကျန်တာတွေကတော့တိတ်ပြီးတော့ထူးထူးခြားခြားမရှိပါဘူး။ နောက်ဆုံးတစ်ကောင်အနေနဲ့ကတော့ဂျန်ဂလာအနေနဲ့ဆော့တဲ့မတ်စမန်တစ်ကောင်ဖြစ်ပြီးတော့ရီဆန်ရှင်းပဲဖြစ်ပါတယ်။ရီဆန်ရှင်းအနေနဲ့ပြီးခဲ့တဲ့မေတာတလျှောက်လုံးပြိုင်ပွဲတွေတိုင်းမှာအက်စတာယာဟီးရိုးတစ်ကောင်ထဲမှာပါဝင်နေတဲ့အတွက်ဘွန်တိုးအနေနဲ့နန်ဖလိုက်တာကတော့မှားတော့မမှားဘူးယ။ Ultimate ရဲ့ Vision ပြတဲ့ effect ကို5 second ကနေ2 second အထိ short ချလိုက်တယ်။အင်မြူကိုလည်း 1စက္ကန့်ကနေပြီးတော့0.4စက္ကန့်အထိဖြစ်သွားအောင်လို့လုပ်ပေးလိုက်တယ်ဗျ။ကဲဒီမာစမတ်3កောင်ကတော့ဒီမီတာမှာ pro player တွေအနေနဲ့ pro scene တွေမှာချပြတာတွေတွေ့ရအောင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းပါပြီဗျ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။